က်တန်းကအပားတထောင်ကိုစွန်းတပိတ်လောင်းလို့စကိုင်းတိုင်းဒေသကြီးမုံရွာမြို့စူတောင်းပြည့်ဇေယျမြတ်ကြီးရဲ့ဗုဒ္ဓဘုဇနီယာပွဲတော်ဖြင့်အော်တိုဘာ၁၄ရက်မနက်ပိုင်းကတန်ခါအပားတထောင်ကိုစွန်းတပိတ်လောင်းလူခဲ့ပါရယ်စူတောင်းပြည့်ဇေယျမြတ်ကြီးရဲ့ဗုဒ္ဓဘုဇနီယာပွဲတော်စွန်းတပိတ်လောင်းလူပွဲမှာဇေယျမြတ်ကြီးတည်ရှိရာဘုရားကြီးရက်ွက်အတွင်းကကျောင်းတိုက်တွေနဲ့မုံရွာမြို့ပေါ်ကျောင်းတိုက်၉၀ကတန်ခါအပားတထောင်ကိုစွန်းတပိတ်အလုံးတထောင်ကတ်လူခဲ့တာဖြစ်ပါရယ် ်စွန်းသမိတ်အလူတွေစွန်းနဲ့စွန်ဟင်းတွေလူရန်နိုင်မှုအတွက်စူတောင်းပြည့်ဘုရားကြီးကောပကအဖွဲ့ကမြေသမိတ်နဲ့တန်သမိတ်တွေကိုပေးဝေလူရန်ခဲ့တာပါစူတောင်းပြည့်စီရောမြတ်ကြီးရဲ့ဗုဒ္ဓပူဇနီယပွဲတော်ကိုအရင်ကားလိုမျိုးဘုရားပြင်ပဇေတန်းဇက်ပွဲစတဲ့အခမ်းအနားနဲ့အကျင်းပတာမျိုးမဟုတ်ဘဲဘုရားပွဲဆွေးကိုတော့စူတောင်းပြည့်စီဒီပရဝံတွင်မှာပဲအောက်တိုဘာ9ရက်ကနေ16ရက်ထိအကျင်းပနေရဖြစ်ပါတယ်ဝါကျုပ်ကလာအုံငပ်ပြောရောင်းအကောင်နေ ဝါကျုကာလာမှာမင်္ဂလာဆောင်တဲ့အလူတန်းတွေပေါများလာသလို လူကြီးမိသားတွေကိုကရောတဲ့အချိန်ခါလေးဖြစ်တာကြောင့်အုံငင်းပြောသီးတွေရောင်းအားကောင်းနေတယ်လို့မကွေးမျိုးကအုံငပြောရောင်းချသူတွေစီကသိရပါတယ်။တနစ်တာကာလာတွင်မှာငပြောသီးအုံသီးကိုအခုတရင်ကျုပ်တစားမုံလာတွေက ရောင်းအားကောင်းဆုံးလာတွေဖြစ်တယ်လို့ဆိုပါတယ်။မကွေးမျိုးမှာရောင်းချနေတဲ့ငပြောသီးတွေကတော့ဖီးချံ၊ရခိုင်၊သီးမွေ၊ငပြောချင်းစတဲ့အမျိုးအစားတွေရောင်းချကြပြီးဖီးချံနဲ့သီးမွေတွေကရောင်းအားကောင်းတယ်လို့သိရပါတယ်။ ငပြောသည့်တပီးကိုစက်နှစ်ထောင်အားနှင့်အမြင့်ဆုံးစေ3500ကျပ်အခွန်ချုပ်ပြီးသားအုံဒီတလုံးကိုအနိုင်ဆုံးစေ2500ကျပ်ကနေအမြင့်ဆုံးစေ9000ကျပ်ထိရှိပြီးကရောဝဲထုတ်တဲ့အုံဒီကတော့တလုံးကို4000ကျပ်ကနေအမြင့်ဆုံးစေ6000ကျပ်ထိရှိပါတယ်အခုကလာကရောင်းအားကောင်းပေမဲ့အရင်နှစ်တည်းကလာတော့ရောင်းအားမရှိသေးဘူးလို့လဲအုံငပြောရောင်းချသူတွေကပြောပါရယ်